အားလုံးပဲမင်္ဂလာပါ biology class ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ပို့ချမယ့်သင်ခန်းစာကတော့ grade 10 biology chapter 1 introduction to biology အခန်းရဲ့ part 1ပဲဖြစ်ပါတယ်ဒီ slide မှာဖော်ပြထားတာကတော့ grade 10 biology မှာပါဝင်တဲ့ chapter 5ခုပဲဖြစ်ပါတယ် chapter 1 introduction to biology chapter 2 Cell Structure and Organization. Chapter 3, Support and Locomotion. Chapter 4, A Body System to Sustain Life. Chapter 5, Continuation of Life to Web Chapari. This time of Chapter 1, Introduction to Biology Chapter 8, Counseling Query Web Chapari. This slide ma, popular thada တင်မှုရလမြပဲဖြစ်ပါတယ်တင်မှုရလမြအနေနဲ့ chapter 1ကသင်ခန်းစာတွေကိုလေ့လာသင်ပေးတဲ့နောက်မှာဇီဝဗေဒဘာသာရေးကိုလေ့လာမှုဟာမိမိရဲ့နေစဉ်ဘဝမှာမြည်တို့မြည်ပုံအရေးကြီးကြောင်းကိုအကြောင်းသားတွေကရှင်းလင်းပြနိုင်နေမယ်လို့ပြောလိုက်ပါတယ်နောက်တစ်ချက်နေနေကတော့တက်ရှိတွေရဲ့ဘုံလက္ခဏာတွေကိုအကြောင်းသားတွေကဖော်ထုတ်လာနိုင်မယ်လို့ပြောလင်းပါတယ် နောက်ဆုံးတစ်ချက်အနေနဲ့ကတော့တက်ရှိတွေကိုတက်ရှိနေပဲကြီး၃ခုတက်ရှိလောကကြီး၆ခုဖြင့်ခွဲခြားနိုင်စွမ်းရှိလာမယ်လို့မျှော်လင့်ပါတယ်။ကဲဒီနေ့ပို့ချမယ်အကြောင်းအရာကတော့ Chapter 1 Introduction to Biology ဇီဝဗေဒပါတဲ့ကိုမိတ်ဆက်ခြင်းအခန်းတွေကပထမဆုံးခေါင်းစဉ်ဝင်ဖြစ်တဲ့ 1.1 The Study of Biology ဇီဝဗေဒပါဠိကိုလေ့လာခြင်းအကြောင်းဖြစ်ပြီးတော့သူအောက်ကခေါင်းစဉ်ခွဲဖြစ်တဲ့1.1.1 The Importance of Biology in Everyday Life နေ့စဉ်ဘဝမှာဇီဝဗေဒပါဠိရဲ့အရေးပါပုံအကြောင်းတွေကိုဟောပြောပို့ချမှာဖြစ်ပါတယ်1.1 The Study of Biology ဇီဝဗေဒပါဠိကို လေ့လာခြင်းအကြောင်းကဲကြည့်လိုက်ရပါ Biologist the study of living things ဇီဝဗေဒပတ်သားရဲ့ဆိုတာသက်ရှိတဲ့အကြောင်းကိုလေ့လာတာဖြစ်တယ် A large variety of living things exist on the land in the water and in the air အဲ့တော့သက်ရှိတဲ့ဟာကုန်းပေါ်မှာကောရေထဲမှာကောလေထဲမှာကောအများကြီးရှိကြတယ် နော်ဒီမှာပုံလေးနဲ့ပြတာတယ်ကုံပေါ်မှာကောနော်လေထဲမှာကောရေထဲမှာကောတက်ရှိတယ်နေထိုင်ကြတယ် living things organisms include plants animals including humans and other organisms အဲ့တော့တက်ရှိတယ် living things ကောဒါကိုနောက်တစ်မျိုး organism လို့လည်းခေါ်တယ်အဲ့တော့ဒီတက်ရှိတွေကဘာတွေပါလဲဆိုတော့အပင်တွေပါမယ် animal သရဝါတွေပါမယ်ဒီသရဝါတွေမှာဘာတွေပါမလဲ လူတွေလည်းပါမယ်နော်တခြားတော့တက်ရှိတွေလည်းပါဝင်ပါမယ် thus biology deals with the study of all organisms that live or have ever lived on the earth ဒါကြောင့်မလို့ biology ဘာသာရေးကိုလေ့လာတယ်ဆိုရင်သူကတက်ရှိအားလုံးအခုကမ္ဘာပေါ်မှာနော်နေထိုင်ကြစားကြတဲ့တက်ရှိအားလုံးပါဝင်ဟိုးရှိရှိတော့က ဒီမှာလက်ရှိကဘာပေါ်မှာတက်ရှင်နေထိုင်ခဲ့တဲ့လက်ရှိအားလုံးကိုပါလေ့လာတဲ့ပညာရပ်ဖြစ်တယ်1.1.1 The importance of biology in everyday life This နေ့စဉ်ဘဝမှာ biology ဘာသာရပ်ရဲ့အရေးပါပုံအကြောင်းကိုဆက်လက်လေ့လာကြည့်အောင်ပါ Biology is very fundamental and important science dealing with bacteria protista fungi, plants and animals including human. အဲ့တော့ဇီဝဗေဒဘာသာရပ်ဆိုတာအလွန်အင်ပတန်မှ အခြေခံကြတဲ့သိပ္ပံဘာသာရပ်ဖြစ်တယ်။သူကဘာတွေနဲ့ဆက်ဆက်နေလဲဆိုတော့ bacteria တွေ protista တွေ fungi မျိုးတွေ plants အပင်တွေနဲ့လူပါဝင်သတ္တဝါတွေအကြောင်းကိုလေ့လာတဲ့ဘာသာရပ်ဖြစ်ပါတယ်။ Their structures and functions are associated with one another in their respective environments. Ero, di tashi di e, di tisao po function lo ngang, song da di lo song mu di a. Daku ne daku, ni nwe bi de ga, turu e, tasaya pa wong jine le, san nwe,

ဆိုလိုတာကတော့အလွန်ကြီးမားတဲ့အတိုင်းအတာထိပြောရမယ်ဆိုရင်တော့လူသားတွေရဲ့နေ့စဉ်လူနေမှုအဆင့်တန်းနဲ့မြင့်မားလာတဲ့အတွက်ဧရိယာတစ်ခုဖြစ်တယ် food production အစားအစာထုတ်လုပ်မှုနဲ့ disease control ယောဂထိန်းချုပ်မှုတွေမှာရှေ့ပြေးခေတ်ရှေ့ပြေးဖြစ်နေတဲ့ဇီဝဗေဒဆိုင်ရာတိုးတက်မှုတွေကိုကျေးဇူးတင်ရမှာပဲဖြစ်ပါတယ်အဲ့တော့ဒါကတော့အစားအသောက်ထုတ်လုပ်မှုတွေကို ပုံဖော်ထားတာပါဒီဘက်ကတော့ disease control ယောဂထိချုပ်မှုကိုပုံဖော်ထားတာပါ plant and animal breeders have modified organisms to yield greater amounts of food than did older varieties ဆိုလိုတာကတော့အပင်နဲ့ဒိဋ္ဌိမျိုးဆက်သူတွေကအရင်ရင်တက်ရှိမျိုးကွဲတွေတက် အစာအစာပမာဏပုံမထုတ်လုပ်ပေးနိုင်ဖို့တက်ရှိတွေကိုပြုပြင်မွမ်းမံကြပါတယ် The improvements in the plants along with better farming practices have greatly increased food production ဆိုလိုတာကတော့ပုံမကောင်းမွန်တဲ့စိုက်ပျိုးရေးအလေ့ကျင့်တွေနဲ့အတူအပင်များကိုပုံမတိုးတက်အောင်ပြုလုပ်မှုဟာ အစာစာထုတ်လို့မဟုတ်ဘူးများစွာတိုးတက်လာစေပါတယ်တယောက်မှာဖော်ပြထားတာကတော့ဒါကတော့ plant breeder ပေါ့ဒီဘက်ကတော့ animal breeder ပေါ့ဒီဘက်ကပုံကတော့ better farming practices ကိုပုံဖော်ထားခြင်းဖြစ်ပါတယ် biological research has also improved food production by developing controls for pathogens disease causing organisms, pests and weeds that reduce yields. ဆိုလိုတာကတော့ဇီဝဗေဒဆိုင်ရာသူ့တည်ထနာတွေဟာလည်းအစားအစာထုတ်လုပ်မှုမှာအရေးပါတယ်ဆိုတဲ့အကြောင်းကိုရှင်းလင်းပြောကြားထားတာဖြစ်ပါတယ်။ဇီဝဗေဒဆိုင်ရာသူ့တည်ထနာတွေဟာအထွက်နှုန်းကိုရော့ချစေတဲ့ပတ်သူချင်းရောဂါပိုးပွားတွေ parts ဖြတ်ပိုးတွေ weeds ပေါင်းဝင်တွေကို ထိန်းချုပ်မှုတွေပြုလုပ်ခြင်းအပြင်အစားအစာထုတ်လုပ်မှုကိုမြင့်တင်ပေးပါတယ် Biologists must understand the nature of these harmful organisms to deploy effective control methods ဆိုလိုတာကတော့ဇီဝဗေဒပညာရှင်တွေဟာအထက်ဖော်ပြပါအန်ရရှိတဲ့သက်ရှိတွေကိုထိရောက်တဲ့ထိချုပ်မှုနီးလန်းတွေကိုဖော်ထုတ်ဖို့ဆိုရင်အဲ့ဒီသက်ရှိတွေရဲ့သဘောတဘာဝတွေကို နားလည်ထားဖို့လိုအပ်ပါတယ်ဒီအောက်မှာဖော်ပြထားတာကတော့ဒါကတော့ဘတ်ဂျင်ကွန်ထရိုးပေါ့ဒီအလဲကပုံကတော့ pass control ပေါ့ဒီညာဘက်အစုံဆုံးပုံကတော့ width control ပုံတွေကိုတိကျဖော်ထားတာဖြစ်ပါတယ်ကဲခုလောက်ဆိုရင်တော့မိမိတို့ရဲ့နေ့စဉ်ဘဝမှာဇီဝဗေဒပါတာရဲ့ကအရေးပါပုံတွေကိုကောင်းစွာသဘောပေါက်နားလည်နိုင်မယ်လို့မျှော်လင့်မိပါတယ် ကဲဒီနေ့ပူချချက်ကတော့ဒီလောက်ပါပဲအခုဟောပြောပူချချက်မှာအသုံးပြုခဲ့တဲ့ဇာသားတွေနဲ့ရုပ်ပုံတွေရဲ့အပိုင်းရှင်တွေကိုကျေးဇူးထူးတင်ရှိပါတယ်ကျေးဇူးပြုပြီးတော့ channel ကို live and subscribe လေးလုပ်ပေးခဲ့ကြပါဦးအားလုံးပဲဘီကင်းကျမ်းမှာကြပါစေနောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြပါမယ်အားလုံး bye bye